မင်္ဂလာပါခင်ဗျာတော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရွှင်လန်းကျန်းမာကြပါစေခင်ဗျာ24ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယံရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျွန်တော်ဝေရင် Channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတပိတ်ချင်းနဲ့တနီယာတို့တရဝူလေတမတ်တက်သောဂျက်ဖိုက်တာ2စီးဖြင့်နေ့လယ်2နာရီခန့်အချိန်တွင်ဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် နတ်မောင်းနယ်ရှိချမ်းတနေရာတို့တတအုလီတက်နဲ့မိထီလာလီတက်တို့မှတက်သောချက်ဖိုက်တာ၂စီးဖြင့်နနက်၉နာရီခန့်တွင်တစ်ချိန်နနက်၁၀နာရီ၄၅မိနစ်ခန့်တွင်တစ်ချိန်ဘုံကျဲလေကြောင်းတိုက်ခတ်မှုများနှစ်ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကံပတ်လက်နယ်တနေရာတို့တတအုလီတက်နဲ့မိထီလာလီတက်တို့မှတက်သောချက်ဖိုက်တာ၂စီးဖြင့်နနက်၉နာရီ၁၇မိနစ်ခန့်အချိန်တွင်၉နာရီ၁၉မိနစ်ခန့်အချိန်တို့တွင်ဘုံကျဲလေကြောင်းတိုက်ခတ်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်နယ်တနေရာတို့ မြေကြီးနားလေထဲမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်နနက်10:55မိနစ်ခန့်အချိန်တွင်ဘုံကျဲလေကြောင်းလက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ Y model တနေရာသို့မြေကြီးနားလေထဲမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်နေ့လယ်12:32မိနစ်ခန့်အချိန်တွင်ဘုံကျဲလေကြောင်းလက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငဖဲနေတနေရာသို့နေပြော်လေထဲမှတက်သောဂျက်ဖိုက်တာနှစ်စီးဖြင့်နေ့လယ်12:29မိနစ်32မိနစ်ခန့်အချိန်တို့တွင်ဘုံကျဲလေကြောင်းလက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ထီလင်းတဲ့အခြေချင်းတနေရာတို့တတအူးလေးတက်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်နေ့လယ်12နာရီ55မိနစ်ခန့်တွင်တစ်ချိန်နေ့လယ်2နာရီ48မိနစ်ခန့်တွင်တစ်ချိန်ဘုံကျဲဒီကြောင်တိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဝက်လက်နယ်အနောက်တော်ညံတနေရာတို့တတအူးလေးတက်မှတက်သောဝိုင်တွဲစစ်ထောက်ဖို့ဘုံကျဲလေး2စီးဖြင့်နေ့လယ်2နာရီ53မိနစ်ခန့်အချိန်မှစ၍ဘုံသီး56လုံးကျဲချကာညနေ6နာရီမိနစ်40ခန့်အချိန်တွင်လည်းဘုံသီး80လုံးကျဲချပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြောင်မဲမြို့နယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ညနေ3:59မိနစ်ခန့်အချိန်တွင်ကြောင်မဲမြို့နယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ညနေ3:59မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကံမနယ်တနေရာသို့ပခုတ်ကူတက်မတရားတွေမှတက်သောစက်တက်လေဒီပါရမော်တာ2စီးတို့ဖြင့်နနက်10:26မိနစ်ခန့်နှင့် 36မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်24ရက်ဆယ်လ2025ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တတအုပ်လေတပ်မိထီလာလေတပ်နေပြည်တော်မကွေးလေတပ်များမှဂျက်ဖိုက်တာဝိုင်တွဲပါရာမော်တာများပြန်တက်မှုအကြိမ်40ကြိမ်ခန့်ရှိခဲ့ပြီးကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမကွေးတိုင်းမန်လေးတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု15ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မြို့ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအနေများမှကာဝေးနိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတက်ဆိုင်ရာဒေါ်လာရေးဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျွန်တော်ဝေဟင် Channel မှလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျွန်တော်မြားရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မြို့ပြည်သူများအနေဖြင့်လေရင်ဖြတ်သန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သော ဝေရင်စကောက်ဘော့တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံပါတယ်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုများနေ့တွင်ကြည့်ရှုနိုင်ရန်ကျွန်တော်ဝေရင် YouTube Channel လေးအားယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများနေ့တွင်ကြည့်ရှုနိုင်ရန်ကျွန်တော်ဝေရင် YouTube Channel လေးအား Like and Subscribe ပြုလုပ်ပေးထားကြပါဦးနော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေခင်ဗျာ။